တန်းတလာရာဒီပွားများအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကိုကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီသနှစ်လုံးစာအတွက်အလောက်ကိုင်းငွေချေးအချစ်ရေးကျမ်းမာရေးအပြင်ပညာရေးတို့ကိုပါဖော်ပြပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ထားရသေးရင်လည်းလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျမကရရာဒီပွား Capricorn များအတွက်2025ခုနှစ်အော်တိုဘာလတလစာဟောစတန်းကို ကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရခင်ဗျပထမဆုံးအနေနဲ့အချစ်ရဲ့အကြောင်းကို ပြောပြပေးပါမယ်ခင်ဗျဒီလရဲ့အစမှာတီးခန့်ခြင်းနဲ့စတင်ပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဆက်ဆံရေးတွေကြီးသွားဖို့အချိန်ယူရလို့ပါပဲအလင်းစလိုစီရင်ဆုံးဖြတ်ခြင်းနဲ့ကောက်ချက်ချခြင်းတွေကိုရှောင်ရှားပြီးအခွင့်အလမ်းတွေကိုအမိရဆုပ်ကိုင်းနိုင်ဖို့အတွက်မှန်ကန်တဲ့နေရာမှန်ကန်တဲ့အချိန်မှာရောက်နေကြောင်းသိကြပါစေလားလေပိုင်းရောက်လာတာနဲ့များအချစ်ရဲ့ဘဝဟာချောမွေ့လာပါလိမ့်မယ် တင်းငယ်တဲ့အတားအဆီးတွေရှိနိုင်ပေမယ့်အဲ့ဓာတွေကပုံမပညာရှိပြီးပုံမခိုင်မာလာအောင်လှုပ်ဆောင်ပေးပါလိမ့်မယ်။လရဲ့နောက်ဆုံးပိုင်းတွင်ခင်မင်ရင်းနှီးမှုတွေနဲ့ဆက်ဆံရေးတွေပွင့်လန်းလာတာကိုတွေ့ရပါလိမ့်မယ်။တကူရီဓမ္မများအတွက်ဆွဲဆောင်မှုပြင်းထန်တဲ့အခြေအနေတွေကြုံတွေ့ရနိုင်ပေမယ့်အတိတ်ပဲရှိတဲ့ရေရှည်တည်တတ်မဲ့ဆက်ဆံရေးတွေကိုဦးစားပေးပါ။ချင့်ချိန်တုံးတဲ့ပါ။အလားလားရှိတဲ့ဆက်ဆံရေးတွေမှာအချိန်နဲ့စွမ်းအင်ကိုရင်းနှီးမြုပ်နှံပြီးအနာကက်မရှိတဲ့ဆက်ဆံရေးတွေကိုလက်လွတ်လိုက်ပါ။ တီးခန့်ခြင်းဉာဏ်ပညာနဲ့အာယုံဆိုင်မှုကိုလက်ခံကျင့်သုံးခြင်းအပြင်ပညာပြည့်စုံမှုနဲ့တိုးတက်မှုကိုယူဆောင်လာမဲ့ဆက်ဆံရေးတွေကိုပြိုးထောင်ပေးနိုင်ပါလိမ့်မယ်။ပွင့်လင်းမှုလိုက်လျောညီထွေရှိမှုတို့နဲ့နေထိုင်မှာဒါမှတဟဇာတာဖြစ်ပြီးချစ်ခင်ပွဲကောင်းတဲ့ခရီးကိုအာမခံနိုင်ပါလိမ့်မယ်။ဆက်လက်ပြီးကျမ်းမာရေးအခြေအနေကိုပြောပြပေးပါမယ်။ဒီလမှာကောင်းမွန်တဲ့ဂျူရီကစိတ်အားထက်သန်မှုကိုမြင့်တင်ပေးပါလိမ့်မယ်။ဒါပေမဲ့တိုးတက်မှုကိုအဟန့်အတားဖြစ်စေနိုင်တဲ့မတင့်လျော်တဲ့အစားအသောက်နဲ့ ညနေတဲ့ပါတီပွဲတွေကိုရှောင်ရှားပါတတောင်တတာရှိတဲ့ဇုံကနေရုံထွက်ပြီးစိတ်ငြိမ်ချမ်းမှုအတွက်ကိုလက်ကြန့်ခိုင်ရေးကိုဦးစားပေးပါလားလေပိုင်းမှာရှုပ်ထွေးမှုတွေဒါမှမဟုတ်အစားတောင့်ညံ့ဖြစ်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ထိုင်ပိုင်မှုအိပ်စက်မှုနဲ့အစားစားခြင်းစိတ်ညော့နေခြင်းနဲ့စိတ်အပြောင်းအလဲများကိုတတိထားပါလားရဲ့နောက်ဆုံးပိုင်းတွင်စွမ်းအင်ကိုတိုးစေပြီးကျန်းမာရေးအခြေအနေကိုပုံမကောင်းမွန်စေပါဖြစ်လို့ကိုလေးချင်းရှော့ချဖို့နဲ့ပုံမှန်ကိုလက်လှောက်ရှာမှုအစီအစဉ်တစ်ခုမှာပါဝင်ဖို့အကောင်းဆုံးပါပဲ။ တို့တော့လေလကုံကန်ဒီမှာရေရှိကျမ်းမာရေးစိုးရိမ်ပူပန်မှုတွေပြန်ပေါ်လာနိုင်ပြီးအထူးသဖြင့်စီးကြုံနဲ့တွေးတိုးလိုမျိုးလူနေမှုပုံစံကြောင့်ဖြစ်တဲ့ယောဂါတွေအတွက်အထူးကယူဆိုင်ဖို့လိုအပ်ပါတယ်ကိုယ်လေးချိန်နဲ့ကျမ်းမာကြံ့ခိုင်မှုကိုထိန်းသိမ်းမှုကိုဆက်လက်လုပ်ဆောင်နေပါဒါဆိုရင်ပုံမှုကျမ်းမာပုံမှုခံနိုင်ရရှိလာပြီးအကျိုးကျေးဇူးတွေကိုခံစားရပါလိမ့်မယ်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာပျော်ရွှင်မှုကိုဦးစားပေးခြင်းအပြင်စိန်ခေါ်မှုတွေကိုယုံကြည်မှုနဲ့အခုတခါတော့ ငွေကြေးပဏာရေးအခြေအနေစောင်းရန်ရှောင်းရန်များကို ပြောပြပေးပါမယ်။ဒီလမှာမမျော်လင့်ထားတဲ့ဝင်ငွေရရှိဖို့အခွင့်အလမ်းရှိပါတယ်။မလိုအပ်တဲ့အတုံးစိတ်တွေနဲ့မလိုဘဲဝယ်ယူမှုတွေကိုရှောင်ရှားပြီးပညာရှိရှိရင်းနှီးမြှုပ်နှံပါ။လလယ်ပိုင်းရောက်လာတာနဲ့များငွေကြေးတိုးတက်မှုတွေရင်းမြစ်အစ်တွေကိုရှာဖွေပါ။ဒါဟာခိုင်မာတဲ့ငွေကြေးစွမ်းဆောင်ရည်ကို ဖြစ်ပေါ်စေပါလိမ့်မယ်။ဒို့တော့လေလလယ်ပိုင်းဂျူရီရဲ့တရားမှုက မလိုအပ်တဲ့စွန့်စားမှုတွေကိုမပြုလုပ်ဖို့တတိပေးထားပါရယ်။အထူးသဖြင့် လောင်းကစားဒါမှမဟုတ် NDA ရှိတဲ့အစီအစဉ်တွေကနေတဆင်ငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမဲ့လရဲ့နောက်ဆုံးပိုင်းမှာတော့ပုံမကောင်းမွန်တဲ့ဂျိုအထောက်ပံ့တွေရှိနေတာကြောင့်စိန်ခေါ်မှုတွေကိုကြော်လွားနိုင်ပြီးငွေကြေးအရာပုံမစိတ်ချလုံခြုံမှုရှိအောင်ကူညီပေးပါလိမ့်မယ်။ဒီအခွင့်အရေးကိုအမိအရဆုတ်ခိုင်းပြီးယုံကြည်မှုရှိရှိနဲ့ငွေကြေးဆိုင်ရာပြဿနာများကိုဖြေရှင်းပါ။လကုန်ကန်ဒီမှာဖြေရှင်းနည်းတွေရှာဖွေနိုင်ပြီးပုံမခိုင်မာလာပါလိမ့်မယ်။ တတိကြီးချင်းလိုက်လျောညှိထွေရှိခြင်းနဲ့ဉာဏ်ပညာရှိခြင်းတို့ဖြင့်ဒီလရဲ့ငွေကြေးအခြေအနေကိုထိထိရရောက်ကြောပြနိုင်ပြီးတိုးတက်မှုတည်ငြိမ်မှုနဲ့ကျေဝချမ်းသာမှုကိုဖန်တီးနိုင်ပါလိမ့်မယ်။ဆက်လက်ပြီးအတက်မွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကို ပြောပြပေးပါမယ်ခင်ဗျာ။လအစမှာရှုပ်ထွေးတဲ့ကိစ္စရော်ဒီဒါမှမဟုတ် project မှာရှိတဲ့နောက်ဆုံးဖို့ခရီးစီကြောင်းတွေကိုဥဆောင်လှုပ်ဆောင်ခြင်းဖြင့်ကျွမ်းကျင်မှုကိုပြတာပါ။ဒီလိုလှုပ်ခြင်းကအကြီးအကဲတွေကိုဆွဲဆောင်နိုင်ပြီးရာထူးကိုခိုင်မာစေပါလိမ့်မယ်။ စေဘွားရေးလုပ်ငန်းပိုင်ရှင်များအနေနဲ့အနာဂတ်ကိုမျှော်မှန်းတဲ့ချင်းကပ်မှုကိုကောင်းစွာလက်ခံရရှိမှာဖြစ်တာကြောင့်ဥဆောင်ပြီးအကျိုးတရားမှုရှိတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပါဒုချားကောင်းမွန်တဲ့ဆက်တွေ့ရေးဆွမ်းရည်တွေကိုအတုံးချပြီးကိုကိုကိုတိတိကျကျဖော်ပြပါဒါမှစေဘွားရေးတိုးတက်မှုနဲ့အောင်မြင်မှုကိုတွန်းအားပေးပါလိမ့်မယ်လလေပိုင်းမှာကောင်းမွန်တဲ့ကံကအရေးကြီးတဲ့စေဘွားရေးသဘောတူညီမှုတစ်ခုကိုအားပေးနိုင်ပြီးမျှော်လင့်မထားတဲ့အခွင့်အလမ်းတွေတင်ပြလာပါလိမ့်မယ် တို့တော့လေလှတိုးလာတာနဲ့အများဂျူရီရဲ့တယောက်မှုကလမ်းကြောင်းပြင်ဆင်မှုတစ်ခုလိုအပ်လာနိုင်ကြောင်းစိန်ခေါ်မှုတွေပေါ်ပေါက်လာနိုင်ကြောင်းအကြံပြုထားပါတယ်ဒီအတားအဆီးတွေကိုကြော်လွားနိုင်ဖို့အတွက်လက်ကုံပိုင်းတွင်အဖိုးတန်တဲ့အကြံဉာဏ်တွေပေးနိုင်မယ်အထောက်ပံ့ပေးသူတွေစီကနေလမ်းညွှန်မှုရယူပါသူတို့ရဲ့အမြင်တွေကိုလက်ခံဖို့အတွက်ပွင့်လင်းပါဒါမှပူးပေါင်းဆောင်ရွက်မှုနဲ့ကြီးပွားမှုကိုမြှင့်တင်ပေးပါလိမ့်မယ် ဒီလရဲ့အခွင့်အလမ်းတွေနဲ့စိန်ခေါ်မှုတွေကိုလိုက်လျောညီထွေရှိမှုနဲ့ခန္ဓာရည်ရှိမှုတို့ဖြင့်လက်ခံကျင့်သုံးခြင်းအပြင်ရေရှည်အောင်မြင်မှုနဲ့ကြွယ်ဝချမ်းသာမှုစီဥတည်တဲ့လမ်းကြောင်းကိုဖျက်ကျော်နိုင်ပါလိမ့်မယ်။အခုနောက်ဆုံးပညာရေးဆိုင်ရာအကောင်အဆိုများကိုဆက်လက်ပြောပြပေးပါပါမယ်ခင်ဗျ။ဒီလဟာရည်မှန်းချက်တွေစီဥတည်တဲ့စီမံကိန်းချမှတ်ခြင်းနဲ့တိုးတက်မှုအတွက်အရေးပါတဲ့အချိန်ဖြစ်ပါတယ်။အတွေးအခေါ်တွေကိုလက်တွေ့ကျတဲ့အစီအစဉ်တွေအဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပြီး ထိုက်တန်တဲ့အောင်မြင်မှုအတွက်ကိုကိုကိုပြင်ဆင်နိုင်ပါလိမ့်မယ်။ကြီးမားတဲ့အရာတွေကိုအောင်မြင်ဖို့အတွက်စွမ်းအင်တဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်ထားပြီးအရေးပါတဲ့အောင်မြင်မှုတွေပေါ်အာရုံစိုက်ပါ။တခါတည်းရန်ရှုပ်ထွေးမှုများဖြစ်ပေါ်နိုင်ပါတယ်။ဒီလိုအခြေအနေမျိုးမှာရှင်းလင်းပြတ်သားမှုရရှိဖို့အတွက်တခြားသူတွေစီကနေလမ်းညွှန်မှုရယူဖို့စဉ်းစားပါ။ထိခိုက်လွယ်စေတဲ့ပြဿနာ ဖြစ်စေတဲ့အရာတွေကိုလက်လွတ်လိုက်ပါ။ပြီးတော့စွမ်းအင်ကိုလမ်းကြောင်းအစ်စ်တွေစီပြန်လည်ပို့ဆောင်ပါ။ ဒါကဗဟုတုတနဲ့ကျွမ်းကျင်မှုတွေပေါ့အဖိုးတန်တဲ့ထိုးထွင်းဉာဏ်တွေကိုဖြစ်ပေါ်စေပါလိမ့်မယ်ဒီအတွင်ကူးပြောင်းရေးကာလကိုလက်ခံခြင်းအပြင်စွမ်းရည်တွေကိုပုံပုံနဲ့ဆိုင်စွာနားလည်လာမှာဖြစ်ပြီးနောက်ဆုံးမှာပုံမူကြီးမားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုစီရောက်ရန်တွန်းအားပေးပါလိမ့်မယ်ရည်မှန်းချက်တွေအတွက်လိုက်လျောညီထွေရှိမှုပွင့်လင်းစိတ်နဲ့ဂရိကိုယ်ပြုမှုတွေရှိနေဖို့တတိယပါဒါဆိုရင်ဆန္ဒတွေကိုအောင်မြင်အောင်လုပ်နိုင်မယ်လမ်းကြောင်းပေါ်ကိုရောက်ရှိနေပါလိမ့်မယ်ဒီလအတွက်ကတော့ဒီလောက်ပါပဲခင်ဗျာ ကျွန်တော်တို့ channel ကနေအခုလိုမျိုးယာဒီကွင်လိုက်ကောင်းခြင်းဆိုခြင်းများပြင်ဆောင်းရန်ရှောင်းရန်များကိုပါလာစဉ်လာတိုင်းအတွက်တင်ဆက်ပေးမှာဖြစ်လို့ကျေးဇူးပြုပြီးကျွန်တော်တို့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ပါရခင်ဗျချိန်ပေးပြီးနှားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါရခင်ဗျဘေးရန်ရဲ့ခင်ဗျစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံတော့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ